ကံကြမ္မာဆိုတာအလွန်ကြောက်စရာကောင်းတယ်နော်လူတိုင်းလူတိုင်းမှာကောင်းတာလုပ်တဲ့လူပဲဖြစ်ဖြစ်မကောင်းတာလုပ်တဲ့လူပဲဖြစ်ဖြစ်သင်္ကန်းဒီမှာအာယုံနမိတ်၃မျိုးဟာပေါ်တတ်တယ်အာယုံနမိတ်၃မျိုးဆိုတာကိုလုပ်တဲ့ကံတွေကပြန်ပေါ်ခြင်းပေါ်မယ်ကံဆိုဒီမှာစိတ်แท้ဖြစ်တယ်စေရနာစွမ်းအားကိုပြောတာဆိုပါစို့ ခဏခဏဒေါသထွက်တတ်တဲ့ပုဂ္ဂိုလ်ဟာတေဂန်ဒီမှာလူကတော့အဲ့ရတဲ့မှာမိန်မောပြီးတော့နေတယ်။ဒါပေမဲ့သူ့ထဲမှာတယောက်တည်းတယောက်နဲ့တယောက်ရံဖြစ်ပြီးတော့တတ်မဲ့ချက်မဲ့လုံးနေတဲ့အမျိုးသွားပြီးတော့စိတ်ထဲမှာအဲ့လိုဖြစ် ယ်ဆိုရင်မောဟတွေပြန်ပေါ်နေတယ်။အဲ့ဒါတွေကလွှမ်းခြုံထားလို့ရှိရင်ဒါကံအာယုံလို့ပြောတာ။ကာမနမိတ်ဆိုတာအဲ့ဒီကံလောက်တဲ့အချိန်မှာဖြစ်ပေါ်လာတဲ့အခြံရအကြောင်းတရားတွေဆိုပါလို့မုတ်ဆိုးတငါလောက်တယ်လို့ဆိုလို့ရှိရင်ခွေးတွေနဲ့လှန်တွေနဲ့မြားတွေနဲ့တနတ်တွေနဲ့တောထဲမှာလိုက်တားကောင်းမြင်လို့လိုက်ပြီးတော့နော် လှန်နေထိုးတယ်တနားနဲ့ပြစ်တယ်ခွေးတွေနဲ့ဝိုင်းအောင်တယ်ဒါမျိုးတွေပြန်ပြီးတော့ပြင်တာကောင်းတာလုပ်တဲ့ပုဂ္ဂိုလ်ကျတော့တရားထိုင်တယ်ဘုရားရှိခိုးတယ်နော်ဒါတွေသွားပြီးတော့တေကန်ဒီမှာမြင်နေတယ်တကယ်ခံစားရသလိုရှင်းရှင်းပြောရင်အိမ်မက်မက်တလူမက်တာတေကန်ဒီမှာအိမ်မက်မက်တလူအယုန်တစ်ခုကလာတာပဲအဲ့ဒီကံလုပ်တဲ့အချိန်မှာဖြစ်ပေါ်နေတဲ့ပတ်ဝန်းကျင်အခြေအနေတွေကိုကမ္မနမိတ်လို့ခေါ်တယ် ကမ္မနမိတ်လို့တခုခုတော့လာတာပဲမလာပဲမနေဘူးတေကန်နေကြကံအာယုံလည်းထင်မယ်ကမ္မနမိတ်အာယုံလည်းထင်မယ်နောက်တစ်ခုထင်တာကတော့ဂတိနမိတ်လို့ခေါ်တယ်ဂတိနမိတ်ဆိုတာကိုယ်သွားရမဲ့ဘဝတစ်ခုရဲ့အနေထားတစ်ခုသွားမြင်တာအဲ့ဒါလည်းအမျိုးစုံပဲရှိတယ်အဲ့တော့သုံးလို့တာကဘယ်သူပဲဖြစ်ဖြစ်တေကန်ဒီအချိန်လေးမှာကံတော်၎င်း ကမ္မနမိတ်တော်၎င်းဂတိနမိတ်တော်၎င်းတခုခုထင်တယ်အဲ့ဒါလို့ထင်ပြီးတဲ့အချိန်မှာသေးတာသေလို့ရှိရင်အဲ့ဒီနေရာသေချာဘောရောက်တယ်ဒီလိုပြောတာနော်အာယုံကနေပြီးတော့တတ်မှတ်လိုက်တာတတ်မှတ်တဲ့နေရာမှာသူကသရေစိတ်ဖြစ်တော့တာကာအာယုံထင်တယ်ကမ္မနမိတ်အာယုံထင်တယ်ဂတိနမိတ်အာယုံထင်တယ်ကျမ်းဂန်ထဲမှာပြောတာတာ မိဘုံကြီးတွေကိုယ့်ကိုမိတွေဝိုင်းနေတယ်လို့ထင်လို့ရှင်တော့အဲ့ဒါအဝိဇ္ဇငရဲပဲဟမ်ရှင်းတော့ကပုံနာကြီးတယောက်ကတော့အဲ့ဒါလိုပဲမိတွေမြင်တယ်မိတွေမြင်တယ်ဆိုတော့သူ့ဆရာပုံနာတွေကလာပြီးတော့အေးမိမြင်လို့ရှင်အဲ့ဒါမင်းဗြဟ္မဘုံပဲကွာဗြဟ္မဘုံကသွားလို့ဆိုတော့တေတော့အဝိဇ္ဇကြွားတယ်မိကဗြဟ္မဘုံကမိမဟုတ်ပဲနဲ့ငရဲမိဖြစ်ဒီလိုလဲရှိသေးတယ်တဲ့ကဲအဲ့ဒါလိုပဲ တော်ကြီးတောင်ကြီးထဲမှာသွားပြီးတော့ဖြစ်တယ်ဆိုရင်အဲ့ဒီလူကပြိတ္တာဖြစ်တတ်တယ်။သို့မဟုတ်နွားတွေကြားတယ်။ကိုယ်ရောက်သွားတယ်နွားအုပ်ကြီးကြားတယ်ရောက်သွားတယ်ဆိုရင်အဲ့ဒါနွားဖြစ်ဖို့သိကြတယ်။ခွေးအုပ်ကြားတယ်ရောက်သွားတယ်ဆိုရင် ခွေးဖြစ်ဖို့သိကြတယ်။ဒီလိုတခုခုဒီကနေ့မှာအိမ်မက်မက်တလူစိတ်ကဆွဲပြီးတော့သွားတာမျိုးဆိုလို့ရှိရင်ဒါကတိနမိတ်လို့ခေါ်တာပဲ။အဲ့ဒီလိုသွားဖြစ်လေရှိကြတယ်။ အဲ့ဒါမှတရားရေးဆိုတာဒီအာယုံနမိတ်တွေနဲ့ခင်းပြီးတော့မဖြစ်နိုင်အေးဒါကြောင့်မို့ကောင်းတဲ့အာယုံကောင်းတဲ့နမိတ်ကောင်းတဲ့ဂတိနမိတ်တွေရဖို့ရအတွက်ကိုယ့်ကိုယ်ခွချိန်ကလေးကပြုပြင်ထားကြရမပြုပြင်လို့ရှိရင်တော့တခုခုတော့လာမှာတေချာတယ်ပေါ့နော်တေကနေပါတချို့ကပြောကြသေးတယ်ကဲလူတယောက်ရှိရသွားနေတယ်နောက်ကနေတိတ်တိတ်လိတ်ပြီးတော့ စက်ကိုဓာတ်နဲ့ဖြတ်လိုက်လို့ဘဲငင်နဲ့လဲသေးသွားရင်ရောအဲ့ဒီလူကနမိတ်ထင်သေးလားလို့ဆိုထင်တာပေါ့လူစိတ်ဆိုအလွန်မြန်တာလေဘလောက်ပဲမြန်မြန်ကြီးသေးသေးသေးရင်တော့ထင်မှာပဲတေကန်နေ့မှာသုတိစိတ်မကြရင်ကတော့အာယုနမိတ်ဟာထင်တာကြည့်တယ်အကုန်လုံးထင်ပြီးတော့မှပဲဘဝတစ်ခုရောက်သွားတာ